အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက္ခဏာကရင်ဘတ်ခွဲစိတ်မှုခံရသူရဲ့လက္ခဏာဖြစ်ပါတယ်လက္ခဏာကျမ်းဒီမှာအင်္ဂါလွင်ပြင်မှာခက်ရင်ခွာရှိခဲ့သောခွဲစိတ်ကုသမှုခံရသည်လို့ပြဆိုထားပါတယ်သူရဲ့လက်အင်္ဂါလွင်ပြင်မှာခက်ရင်ခွာပုံသဏ္ဍာန်ပါရှိပါတယ်ဒါကြောင့်ခွဲစိတ်ကုသမှုကိုခံခဲ့ရပါတယ်သူရဲ့လက်ဝါးပြင်မှာပဲအသက်လမ်းကြောင်းမှာစတုဂန်တင်ဂေတပါရှိပါတယ်အသက်လမ်းကြောင်းပေါ်က၄တောက်ကွက်စတုယန်စတုဂန်က အသက်ဘေးကြုံရသမျှကိုအကာအကွယ်ပေးပြီးဒီဘေးကနေကင်းလွတ်ပါမယ်။ဒီစတုဂံကအသက်ဘေးနဲ့မကင်းတဲ့ကျန်းမာရေးဖြစ်ပေါ်ခဲ့ရင်လည်းလွတ်မြောက်ခြင်းကိုရရှိစေပါတယ်။ဒီနေရာမှာ၄တောက်ကွက်စတုဂံတွေရဲ့အာနိသင်တွေကိုပြည့်စွက်တင်ပြလိုပါတယ်။၄တောက်ကွက်ကပုံမှန်ပြထားသလိုမျိုးနှလုံးလမ်းမှာပါလာခဲ့မယ်ဆိုရင်သူကနှလုံးရောဂါကိုကာကွယ်ပေးပါတယ်။မြစ်တာရေးရာကိစ္စတွေကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကနေလည်းသက်သာစေနိုင်ပါတယ်။ အစိုးဆုံးအခြေအနေမျိုးမရှိစေတဲ့လေဒါကွက်စတုကန်ဖြစ်ပါတယ်လေဒါကွက်ကပုံမှာပြထားသလိုမျိုးညံလန်းချောင်းပုံမှာရောက်နေတယ်ဆိုရင်တော့ဒါကသူ့ရဲ့ဥကောင်းရှုပ်စရာတွေအုံနောက်ရှုပ်စရာတွေကနေကာကွယ်ပေးပါတယ်ဥကောင်းမှာဖြစ်တတ်တဲ့ယောဂတွေကနေလည်းအကာအကွယ်ပေးပါတယ်လေဒါကွက်ကပုံမှာပြထားသလိုမျိုးကံလန်းချောင်းပုံမှာပါလာခဲ့မယ်ဆိုရင်မိမိဘဝနေထိုင်မှုအခက်အခဲတွေကိုအောင်မြင်စွာနဲ့ကျော်ဖြတ်နိုင်ပါတယ်အခက်အခဲတွေကိုအောင်မြင်နိုင်ဖို့လည်းအကာအကွယ်ပေးပါတယ် လေးတော့ quest 2 gun ကပုံမှန်ပြထားသလိုမျိုးကျမ်းမာရေးလမ်းကြောင်းပေါ်မှာအုပ်ပြီးပါနေခဲ့မယ်ဆိုရင်တင်းရဲ့ကျမ်းမာရေးကစိုးရွားနေရင်တောင်မှမတည်မပြတ်အောင်အကာအကွယ်ပေးပါတယ်လေးတော့ quest 2 gun ကပုံမှန်ပြထားသလိုမျိုးလက်သကြွယ်အောက်အောင်မြင်လမ်းရဲ့အပေါ်ကနေအုပ်ပြီးပါနေမယ်ဆိုရင်သူကတင်းရဲ့နာမည်ဂုံတိတ်ခကြဆင်းစေတဲ့အကြောင်းအရာတွေကနေအကာအကွယ်ပေးပါတယ်နောက်တစ်မျက်ဝီပြခြင်းတဲ့လက္ခဏာဘူးတလေးကတော့အောင်မြင်လမ်းကြောင်းအကြောင်းပါပုံမှန်ပြထားတဲ့အောင်မြင်လမ်းကြောင်းကိုကြည့်လိုက်ပါ အောင်မြင်းလန်းချောင်းဟာညင်လန်းချောင်းပေါ်ကနေအစာပြူထွက်ပေါ်လာပြီးတော့နှလုံးလန်းချောင်းရဲ့အထက်မှာငါးရုပ်ပုံနဲ့အစုံတတ်ထားပါတယ်။ဒါဆိုရင်လက္ခဏာရှင်ဟာကိုပိုင်ကကိုပိုင်တိုက်ကောင်းကောင်းနဲ့လူဒန်းစစ်နေရတတ်ပါတယ်။ငါးရုပ်ပုံဟာလက်သွေကြွေရဲ့အောက်တနင်းငွေကျူးခုံအရင်းမှာအပြည့်နာစာကင်းရှင်းစွာနဲ့အလွန်ထင်ရှားအားကောင်းနေတဲ့အတွက်ကြောင့်သူဟာအူစားတာလည်းကောင်းတတ်ပါတယ်။အသက်40ကျော်နောက်ပိုင်းမှာထီပေါက်လိုငွေဝင်တတ်ပါတယ်။နာမည်ကောင်းတစ်လုံးနဲ့လူသိများထင်ရှားသူဖြစ်တတ်ပါတယ်။ ဂျူရီထဲမှာတနင်္ဂနွေဂျူမင်းဟာကိုပိုင်အလင်းရောင်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့်တနင်္ဂနွေဂျူကပေါ်မှာအောင်မြင်းလမ်းကြောင်းတရိကံ၄000ကွက်ခရင်ကွက်ငါးရုပ်ပုတ်တွေပါနေရင်ချမ်းချမ်းသာသာနေရာတက်ပါတယ်။လောက်ဝါပြင်မှာရှိတဲ့လက်ရည်စာနူးညံ့ပြီးတော့အယောင်လေးတောက်ပပြီးတော့ဂျူကုံလေးလက်အားကောင်းမဲ့ဆိုရင်အားကောင်းတော့လက်ပြားငွေသီးတက်ပါတယ်။နောက်တစ်ခုကတော့ခလီးငင်တယောက်ရဲ့လက္ခဏာဖြစ်ပါတယ်။သူ့ရဲ့နှလုံးလမ်းကြောင်းအထက်မှာမဟာတရိကံဖြစ်ပေါ်နေပါတယ်။ဒါကြောင့်သူ့ရဲ့ငွေကြေးကံကိုအလွန်ကောင်းစေပါတယ်။ မိဘတွေမှာလည်းလုပ်ငန်းတစ်ခုနှစ်ခုမကအောင်မြင်မှုရတတ်ပြီးတော့ကိုယ်ပိုင်ကားဝယ်ရတတ်ပါတယ်။သူ့ရဲ့ဉာဏ်လန်းကြောင်းဟာကြာဘူးနဲ့အစုံတတ်ထားလို့သူဟာပညာရေးဒူးကျွန်ထက်မြက်လိမ့်မယ်။သူ့ရဲ့အသက်လန်းကြောင်းကနေထွက်ပေါ်လာတဲ့ခီးသွွားလန်းကြောင်းဟာတနင်္လာဂျူခုံမှာလန်းကြောင်းကလည်းနှစ်ပြီးတော့ထင်ရှားအားကောင်းနေပါတယ်။နောက်ပြီးဒရီဂန်နဲ့လည်းအစုံတတ်ထားပါတယ်။ဒါကြောင့်သူဟာရဲ့ဝေကံဒီပကံကိုအလွန်ကောင်းစေပါတယ်။တနင်္လာဂျူခုံမှာဒရီဂန်ဖြစ်ပေါ်နေခြင်းကတနင်္လာရုပ်ရစေပါတယ်။ တနင်္လာရောက်ရတဲ့လူတွေဟာငွေကြေးကအလုံးကောင်းတက်ပါတယ်။အားလုံးကိုခြုံကြည့်မယ်ဆိုရင်ဒီကလေးရဲ့လာမယ့်အနာဂတ်မှာအခုထက်ပိုပြီးတော့ကြီးပွားချမ်းသာပါလိမ့်မယ်။နောက်တစ်ခုကတော့လက်ဖနောက်ရဲ့နေရာတနင်္လာဂျူခုံဟာမဲအနက်ဖြစ်နေခြင်းပဲဖြစ်ပါတယ်။လက်ဖနောက်ရဲ့နေရာတနင်္လာဂျူခုံပေါ်မှာမဲအနက်ဖြစ်စီအနီဖြစ်စီထွက်ပေါ်နေမယ်ဆိုရင်ဒါဟာကောင်းတဲ့အမှတ်သားတော့မဟုတ်ပါဘူး။အာယုံကြောအားနေတာတွေစိတ်လီပြီးတော့စိတ်ပြန့်လွှင့်တာတွေဖြစ်တတ်တယ်လို့စိတ်ဖိစီးမှုတွေလည်းကြုံတွေ့ရတတ်ပါတယ်။ မဲအနှံ့ဟာအခုထက်ပိုပြီးတော့ထင်ရှားအားကောင်းနေမယ်ဆိုရင်စိတ်ကျမ်းမာရေးချို့တဲ့တဲ့ယောဂတွေရတတ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်တွေကအနုပညာလက်တွေဖြစ်ပါတယ်အနုပညာလက်လက်လာလေးတွေကမြင်ယုံတဲ့ကို လာပနေတတ်ပါတယ်လက်ကလေးတွေကတွယ်လျားလာပသလိုသူတို့ရဲ့ခံစားမှုတွေကလည်းလာပကြပါတယ်အရင်တုတ်တုတ်နဲ့လက်ကြားစီးပြီးအပြားကိုတွယ်နေတတ်ပါတယ် တို့ရဲ့ညံလန်းကလည်းလေးကိုင်းလို့ကိုင်းနေတက်ပါတယ်လက္ခဏာကိုပြန်ကနေကြည့်လိုက်ရင် အရန်ရှုပ်ပါတယ်ဒါပေမဲ့အဓိကအချက်တွေကိုပဲဆေးရပါမယ်ဝါသနာရအလအပဂီတအနုပညာမန္တမအကုံသဘောကျနေလေရှိပါတယ်တိမ်မွေးတဲ့အမှုရာရှိသလိုခံစားရတာလည်းမြန်ဆန်တဲ့ထိခိုက်ရှလွယ်တဲ့ချစ်ချင်းဝမ်းနည်းချင်းကြည်ကွဲချင်းစသဖြင့်ခံစားရမှုကို အမြန်ခံစားကြပါတယ်အချစ်ရည်ကိုတာယာစွာ ခံစားလေးရှိကြပါတယ် အတော်များများကအမှုပညာတွေတွေဖြစ်နေတတ်ပါတယ်။အယောင်းဝယ်သမားတချို့အဖြစ်လည်းမြင်ရပါတယ်။လူတစ်ဖက်သားကိုစွဲဆောင်နိုင်တတ်ကြပါတယ်။လူသားဆက်ဆံချစ်တတ်တဲ့သူတွေလည်းဖြစ်တတ်ပါတယ်။စာသင်ပြတော်တဲ့ဆရာမလေးတွေမှာအဲ့လိုလက်ကလေးတွေရှိနေတတ်ကြပါတယ်။ဘာပဲဖြစ်ဖြစ်သူတို့ဟာ သူများရဲ့ချစ်ခင်မှုကိုရလိရှိကြတဲ့လူသားများပဲဖြစ်ကြပါတယ်။နောက်တစ်ခုကတော့အမိကျော်သူတယောက်ရဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့သူရဲ့လက်ကိုကြည့်ပါ။ သူကလည်းသူမျိုးသူရွာကာလောကမှာတော့အမိကျော်သူတယောက်ပဲဖြစ်ပါတယ်။သူကားမောင်းနေတဲ့အချိန်တုန်းကတော့သူ့ရဲ့လက်ရည်စာကကျန်းခဲ့ပါတယ်။ယခုအခါအငိမ်ထိုင်စားရပြီးဘာလုံးမှမလုပ်ရတဲ့အချိန်မှာတော့သူ့ရဲ့လက္ခဏာကနုပြီးပန်းရောင်တောက်လာပါတယ်။လမ်းကြောင်းတွေလာပလာပါတယ်။မိသားစုအတွက်သူ့ရဲ့တိုးတက်မှုကို ဆုံးဖြတ်ထားပါတယ်။အသက်58နှစ်အရွယ်မျိုးသားဖြစ်ပါတယ်။အေးဆေးစွာနေထိုင်နေသူဖြစ်ပါတယ်။ ဒီလက်ဝါးပြမှာတော့သူ့ရဲ့လက်တကြွယ်အောက်ကအောင်မြင်လက်အနေထားနဲ့သဘောတရားကိုပြကျင်တာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့မိဘကံကြမ္မာအဖြေရှာလို့ရတဲ့ကလေးရဲ့ကံလန်းချောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရဲ့ကံလန်းချောင်းကိုကြည့်ပါ။ကံလန်းချောင်းကတောက်ကြဂျူခုံမှာအခွားတစ်ခုတနင်းလာဂျူခုံမှာအခွားတစ်ခုနဲ့စနေပါတယ်။ကြားထဲမှာလည်းအခွားကအကျယ်ကြီးဖြစ်နေပါတယ်။ဒီလိုကံလန်းကြောင်းအခွားကျဲကြီးနဲ့စလာတဲ့ကလေးမျိုးတွေရဲ့မိဘတွေဟာကွဲတက်ပါတယ် နောက်ပြီးဒီကလေးကိုရယူလိုမှုနဲ့တရားတစ်ပောင်းလေးလဲရင်ဆိုင်ရတတ်ပါတယ်။အကယ်၍တင်းရဲ့ကလေးလက်မှာဒီလိုကံလန်းကြောင့်အခွားကျဲကြီးပါလာမယ်ဆိုရင်တော့လင်မယားအချင်းချင်းစိတ်ဝမ်းမကွဲစေဖို့အကြံပြုလိုပါတယ်။လူတရားရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကနေအဲ့ဒီလူဘယ်လိုလူစားမျိုးလဲဆိုတာကိုပြောပြပေးနိုင်တဲ့အချက်တွေရှိနေပါတယ်။ဒီကနေ့မှာတော့ လက်မကိုကြည့်ပြီးအဲ့ဒီလူဘယ်လိုစိတ်နေစိတ်ထားဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိမယ်ဆိုတာကိုပြောပြပေးနိုင်တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုပါတယ်လက်မကိုထောင်လိုက်တဲ့အခါမှာဖျောက်တန်းနေပြီးအနောက်ကိုကိုယ်ညွတ်နေခြင်းမရှိတဲ့လက်မပိုင်ရှင်ဟာအရာရာကိုအယံအလေးနဲ့ထားတရတူတူဖြစ်ပါတယ်စိတ်ဓာတ်မှာကြောတယ်ပြတ်သားတယ်မဟုတ်မခံစိတ်ရှိပါတယ်တစုတ်ထိုးဆန်တဲ့စိတ်တွေရှိတယ်လိုချင်တာလောက်ချင်တာရှိရင်ဇွတ်တရွတ်နိုင်စွာနဲ့လှုပ်ဆောင်တတ်ပါတယ်။သူကစိတ်ဓာတ်မှာကြောပြီးပြတ်သားပြီမဲ့ ခံစားလွယ်တဲ့သူတူတော့မဟုတ်ပါဘူး။သူဟာသူ့ရဲ့စိတ်လှုပ်ရှားမှုကို ပြသလို့မရှိတဲ့သူတူဖြစ်ပေမဲ့စိတ်တက်လွယ်လွယ်ကြတတ်တဲ့သူတူတော့မဟုတ်ပါဘူး။လက်မကို ထောင်လိုက်တဲ့အခါမှာလက်မဟာနည်းနည်းဖြစ်ဖြစ်များများဖြစ်ဖြစ် အနောက်ကိုကော့လန်နေတဲ့သူ၊ကိုင်းနေတဲ့သူ ဖြစ်မဲ့ဆိုရင်သူကတနာတက်ပါတယ်၊အာနာတက်ပါတယ်။တစ်ဖက်သားကိုကူညီရိုင်းပင်းလိုစိတ်တွေရှိပါတယ်။ စိတ်ဓာတ်ပျော်ညံတက်သလိုအားငယ်တက်ခြင်းဝမ်းနည်းတက်ခြင်းစိတ်နှလုံးပူပန်ခြင်းဆိုတဲ့သဘောတရားတွေပါဝင်ရောရှက်နေပါတယ်။သူကသူ့ရဲ့ခံစားချက်တွေကိုအများသိအောင်ပြတတ်တဲ့သူဖြစ်သလိုအတွေးတွေကိုလည်းထုတ်ဖော်ပြောရမှာကိုနစ်သက်တတ်တဲ့သူတွေဖြစ်ပါတယ်။လက်မဆိုတာကြံတဲ့လက်ချောင်းတွေလိုအာနိသင်တူတယ်လို့မထင်စေလိုပါဘူး။လက်မတစ်ချောင်းရဲ့ဝန်ဆောင်မှုဟာကြံတဲ့လေးချောင်းရဲ့အားနဲ့ညီမျှနေပါတယ်။ဒါကြောင့်လက်မရဲ့သဘာဝကိုအထူးသိထားဖို့လိုအပ်ပါတယ်။လက်မမှာအစင်းနှစ်စင်းနဲ့တစ်ဆက်ရှိပါတယ်။ဒါမှန်အားဖြင့်ဆိုရင် အတိုင်းထွာဟာငါးချိုးချိုးရင် ပထမအစစ်ကနှချိုးရပြီးဒုတိယအစစ်ကသုံးချိုးရပါတယ်လက်မကိုတာမန်ဘေးကတ်ကြည့်မှဆိုရင် လက်ညိုးရဲ့တတိယအစစ်ဟာလက်မရဲ့ဗဟုနဲ့တန်းနဲ့ရှိနေရပါမယ်တာမန်အနေထားရအခုလိုရှိနေရပါမယ်ဒူလားရှီလားဆိုတာကိုကြည့်မှဆိုရင် လက်ကိုအခုလိုဆေးရပါတယ်နောက်ပြီးလက်မတစ်ချောင်းထဲရဲ့အာနိသင်ကလူရဲ့စိတ်တက်ကိုပေါ်ပြတဲ့နေရာမှာအများကြီးရှိနေတယ်ဆိုတာကိုသိထားရပါမယ် ညံလန်းဖြောက်တာချင်းအတူတူတောင်မှလက်မအားပလပြည့်စုံတဲ့သူကညံရီပိုတာတက်ပါတယ်လက်မပုံစံလာတဲ့သူကပိုပြီးအဆင့်အတန်းရှိနေတက်ပါတယ်လက်မကိုထောင်လိုက်တဲ့အခါမှာအပေါ်ဆုံးအစစ်ကိုပထမအစစ်ဖြစ်သတ်မှတ်ပါတယ်လက်မရဲ့ပထမအစစ်ကဒုတိယအစစ်ထက်ပိုရှင်နေမယ်ဆိုရင် သင်ကစိတ်ဆွမ်းအားကိုယုံကြည်သူတူဖြစ်ပြီးအလုပ်ကိုအရန်ကြိုးစားတက်သူတူဖြစ်ပါတယ်အလိုလိုသီးစိတ်ကိုယုံကြည်ပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချားလိရှိပါတယ် အခြေအနေနဲ့ပတ်သက်လိုက်လဲတော်တော်ကို သစ္စာကြီးတဲ့သူတယောက်ဖြစ်ပါတယ်။လက်မရဲ့ပထမအစစ်ကဒုတိယအစစ်ထက်ပိုတိုနေမယ်ဆိုရင်တော့တင်းရဆုံးဖြတ်ချက်အားလုံးကို စိတ်ခံစားချက်ထက်လက်တွေ့ကြမှုအပေါ်မှာပဲမူတည်ပြီးခြားတတ်ပါတယ်။စိတ်ခံစားချက်နဲ့လက်တွေ့ကြတာကိုရှင်းလာမယ်ဆိုရင်လက်တွေ့ကိုပိုပြီးဦးစားပေးတတ်တဲ့အတွက်ကြောင့်အခြေအနေနဲ့ပတ်သက်လိုက်တော့တင်းလျော်တဲ့လက်တွဲဖော်နဲ့တွေးနိုင်ဖို့အခွင့်အရေးကောင်းနေနဲ့လွဲချော်သွားတတ်ပါတယ်။ ဒီပြဿနာကိုကြော်လွားနိုင်ဖို့အတွက်တင်းအနေနဲ့အချစ်ကိုရှာဖွေတဲ့အခါမှာလက်တွေးကြတာတွေကိုနောက်မှထားပြီးခံစားချက်လေးတွေကိုအနည်းငယ်ထည့်သွင်းစဉ်းစားသင့်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။